ဒီနေ့ဗီဒီယိုလေးမှာတော့ Linksys Sign ရဲ့အကျိုးကျေးဇူးများကိုပြန်စစ်ပြီးတော့မှဖြစ်ပါတယ်။ Linksys Sign ဆိုတာကသဘာဝကိစ္စအဆိုပဲလေအလုံးအတွန်းမဖြစ်အောင်မိမိနဲ့မိမိလက်တွဲပေါ်ထိခိုက်အောင်ဆက်ဆံတင်ပါတယ်နော်။ပြီးပြီးဆုံးတဲ့ Linksys Sign မှုဆိုတာကနှူးနှဖက်စိတ်ဂျီနက်ပြီးတော့တာယာဖို့ပြဝဖို့တော့လိုအပ်ပါရှင်။အဲ့လိုမှမဟုတ်ဘဲနဲ့နာကျင်မှုတွေနဲ့အလိုအချမှုတွေကို ပြည့်နေနေမယ်ဆိုလို့ရှိရင်နောက်တစ်ကြိမ်လင်းဆက်ဆံမှုကိုကြောက်ရွံ့နေပါလိမ့်မယ်နော်ဒီဗီဒီယိုလေးမှာတော့ကျွန်မလင်းဆက်ဆံခြင်းကနေရရှိတဲ့အကျိုးကျေးဇူးများကိုပြောပြပေးတော့မှာဖြစ်ပါတယ်နော်ယေးဒီချက်မှာကင်ဆာဖြစ်နိုင်ခြေရော့နေခြင်းပထမအိုးဆုံးအချက်အနေနဲ့လင်းဆက်ဆံတာကကင်ဆာရောဂါဖြစ်နိုင်ခြေကို ရော့နေပေးပါတယ်ရှင်လိလာတွေ့ရှိချက်အရလင်းဆက်ဆံတယ်ဆိုလို့ရှိရင်ကင်ဆာ ယောဂအချို့ဖြစ်နိုင်ခြေတွေကိုရော့ချပေးနိုင်ပါတယ်နော်။ရင်းစစ်ဆန္ဒဆိုလို့ရှိရင်နှလုံးရဲ့လှုပ်အန်းဆောင်လာမှလည်းအရင်ကထက်ပိုပြီးတော့ကောင်းဝင်လာပါတယ်နော်။တကယ်တော့အချစ်ချင်းမေတ္တာကကောင်းဝင်တဲ့သွေးဖြစ်အားကိုထိမ့်သိမ့်ထားပြီးတော့နှလုံးသွေးကြောစနစ်ကိုအရင်ကထက်ကောင်းမွန်အောင်နှိုးလျှော့ပေးနိုင်ပါတယ်ရှင်။လိင်စစ်ဆန်တဲ့အခါမှာဆိုလို့ရှိရင်နှလုံးဖုံလုံးတွေကအရင်ကထက်ပိုပြီးတော့ကောင်းပြီးတော့ တွေးလေပတ်မှုကိုလည်းအရင်ကထဲပို့ပြီးတော့လှုပ်ဆောင်နိုင်ပါတယ်နော်နံပါတ်၄ချက်အနေနဲ့အေးစစ်ခြင်းနဲ့မညံကိုတိုးစေခြင်းလင်းစစ်ဆန္ဒကအေးစစ်တဲ့အခါမျိုးမှာအထောက်အကူပြုပြီးတော့အုံနောက်မညံကလည်းအရင်ကထဲပို့ပြီးတော့တိုးတက်လာတယ်လို့ပြောကြပါတယ်အဲလိုမျိုးလင်းစစ်ဆန္ဒတဲ့အခါမှာဟော်မိုနက်စ်နဲ့အောက်ဆီတိုဇင်လို့ခေါ်တဲ့ဟော်မုန်းတွေအရင်ကထဲပို့ပြီးတော့ထွက်လာပါတယ် အဲ့ဒီဟော်မုန်းတစ်ခုပေါင်းစပ်ပြီးတော့အစ်စ်အနားယူအောင်ပြုလုပ်နိုင်ပါတယ်နော်ဖြစ်ဖြစ်ချင်းခဏအကြာမှာစိတ်ပိုက်ဆရာခံစားချက်ဆိုရင်ဘူပြီးတော့အရင်ကထက်ကောင်းမွန်စေပါတယ်ရှင်နံပါတ်3ချက်အနေနဲ့ငယ်ရွယ်နှုတ်ပြုစေခြင်းလင်းဆက်ဆန္ဒကအတိအရွယ်ကြီးမှုကိုဟန်တာပြီးတော့ဟော်မုန်းထွက်လာပြီးတော့ငယ်ရွယ်နှုတ်ပြုစေတယ်လို့လေလာတွေးစစ်ချက်အရာသိရပါတယ်ပုံမှန်လင်းဆက်ဆန္ဒတူတွေဟာဆလို့ရှိရင် ကောင်းမန်မစစ်ဆန်တဲ့သူတွေထက်အသက်9နှစ်မှအသက်9နှစ်လောက်လို့ပြောတယ်လို့လိလာချက်တွေအရသိရှိရပါတယ်။နံပါတ်4ချက်အနေနဲ့အသက်ရှင်စေခြင်းကောင်းမန်လင်းစစ်ဆန်ခြင်းကအသက်ပိုပြီးတော့ရှင်စေပါတယ်နော်။တပတ်မှနှစ်ချိန်လောက်လင်းစစ်ဆန်တဲ့သူတွေဆိုလို့ရှိရင်ကောင်းမန်ထိတွေ့မှုမရှိတဲ့သူတွေထက်ဖြန်းမြ3နှစ်ကနေ8နှစ်လောက်ထိအသက်ပိုရှိတယ်လို့လိလာချက်တွေအရသိရှိရပါတယ်။ ီးတော့နံပါတ်5ချက်အနေနဲ့ကိုမူပင်သွေးစီချင်းတပတ်မှာတစ်ချိန်လောက်လိမ့်ဆက်ဆန်တဲ့အခါမှာဖြင်းမြအချိန်မိနစ်20မှကာရိုရစ်200လောက်လောင်ကျွမ်းသွားပါတယ်နော်အဲ့ဒီတော့အကြံအဖင်တွက်လိုက်မယ်ဆိုလို့ရှိရင်တပတ်မှတစ်ချိန်လုံးနဲ့ဒီလိုမျိုးစစ်ဆန်သွားမယ်ဆိုလို့ရှိရင်တစ်နှစ်မှကာရိုရစ်9500လောက်လောင်ကျွမ်းသွားပါလိမ့်မယ်နော်။နံပါတ်6ချက်အနေနဲ့အမျိုးသားတွေကိုတုတ်အားကောင်းစေခြင်း တုတ်အားကောင်းတယ်ဆိုတာကကလေးရဖို့အတွက်တုတ်ဖို့အားကောင်းတာကိုပြောတာပဲဖြစ်ပါတယ်เนาะတချို့အမျိုးသားတွေစီမှာတုတ်ဖို့နေတယ်ပြီးတော့တုတ်ဖို့နေတဲ့အတွက်ကြောင့်မလို့ကလေးမရနိုင်တာတွေဖြစ်တတ်ပါတယ်အဲ့ဒါကြောင့်မလို့ကိုမလင်းဆက်ဆံမှုအနေရင်းဒီလိုမျိုးတုတ်ဖို့နေတာမျိုးတွေဖြစ်တတ်ပါတယ်เนาะဒီနေ့ဗီဒီယိုလေးမှာတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်